ဝါဟက်ဖလိုင်းယွန်းဟက်ဖစ်ချင်းသေးကောင်း၅ခုနဲ့မိုင်လိုင်းယွန်းရုပ်ထုကြီးဒီနေ့မှာတော့မမဝိုင်က စင်ကာပူရဲ့အထင်ကရနေရာလေးတွေကိုလဲမပါစီတီတိုးလေးပေါ့ဟော့ပထမဦးဆုံးစင်ကာပူစီတီဟော့ကိုစပြီးလဲမယ်နော်ဒါကြီးကပန်နီဆူလာပလာဇာပါအထက်မှာမြန်မာနိုင်ငံကဈေးဆိုင်လေးတွေအများကြီးရှိရယ်သူ့ရဲ့ရှိမှာ St Andrew Cathedral ရှိတယ် ဒီနေရာလေးကတော့စင်ကာပူဗဒန်းပါမြို့လေကောင်းနေရာလေးပေါ့ဒါလေးကစင်ကာပူပူလစ်စတေရှင်ကြီးပါသူ့ရဲ့ဘေးဒင်ကိုစီးတုတ်ထားတာလေးကအစမ်းလေးနော်ဒါလေးကလည်း tourist attraction နေရာလေးတစ်ခုပေါ့ဒါကတော့စင်ကာပူရီဘာပါမြေပြင်မှာမိုးမျောတိုင်းအမြင့်ကြီးတွေပဲ အခုကတော့စင်ကာပူဘော်တနစ်ဂါဒန်ကိုသွားနေရပါပထမအဦးဆုံးချင်းချာဂါဒန်ကိုရှောက်လိုက်မယ်ရေတခုငယ်လေးတစ်ခုကိုလည်းမမဝိုင်းတွေ့ခဲ့သေးရဲ့အိမ်မှာဘောက်ဝတ်တစ်ခုတွေ့လို့မမဝိုင်းလက်လျှောက်ခဲ့သေးရဲ့အခုမြင်ရတဲ့တံတားလေးစီကိုမမဝိုင်းတက်ကြည့်အောင်မယ် အပင်လေးတွေကစိမ့်စိမ့်ဆူဆူနဲ့သဘာဝတရားကိုအပြည့်အဝတကယ်ခန်းစားလိုက်ရတယ်။အဲ့ထဲမှာငှက်မျိုးစိမ့်အစုံကိုလည်းတွေးနိုင်နေတယ်။တရားပေါ်ကလှမ်းကြည့်လိုက်တာတစ်တော့စိမ့်စိမ့်လေးတွေနဲ့တာယာစုပြင်းနေရော ဲ့ garden ထဲကိုတော်တော်လေးပတ်ပြီးပြီဆိုတော့မမဝိုင်းအခုပြန်လာပါပြီ ပြန်လမ်းမှာအဲ့လို British အဆောက်အအုံတွေလိုမျိုးအများကြီးတွေ့ခဲ့သေးတယ်။ထိုင်ရကြတော့ National Museum of Singapore ပါ မမဝါရဲ့စင်ကာပူ City Tour Vlog လေးကိုအဆုံးထိကြည့်ပေးသွားတာကျေးဇူးပါနာတဲတောင်းလေးတို့ရေနောက် Vlog ဒီမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တိဆက်သွားမလဲဆိုတာဆက်ပြီးတော့ကြည့်ပေးနော်တဲတောင်းလေးတယောက်ချင်းစီတိုင်းကိုအရင်အောင်ချစ်ပါတယ်တတောင်း